ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ဆက်ဆက်နေတဲ့တိရီလင်္ကာနိုင်ငံကန်ယိုရန်မှာလေပြင်းရနဲ့ရေဝန် low pressure area ဖြစ်ပေါ်နေတာကြောင့်တိုင်းနယ်ပြည်နယ်ချို့မှာမိုးဆက်လက်ရွာသွန်းမယ်လို့ဒီကနေ့နိုဝင်ဘာ18ရက်နေ့လယ်ပိုင်းမှာမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလားကထုတ်ပြန်ပါတယ်။လေပြင်းရနဲ့ရေဝန်ကြောင့်လာမယ့်နိုဝင်ဘာ18ရက်နေ့မနက်ပိုင်းထိခန့်မှန်းချက်အရတနင်္သာရီတိုင်းမှာနေရာကျဲကျဲရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်း ကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြောင်းမိုးထစ်ကြုံရွာမယ်လို့မိုးစလစီကသိရပါဗျ။လာမယ့်နှစ်ရက်အတွင်းမှာလည်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြောင်းကနေနေရာကျဲကျဲမိုးထစ်ကြုံရွာနိုင်တယ်လို့မိုးစလကထုတ်ပြန်ပါဗျ။ စကိုင်းတိုင်းအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာတော့တိမ်အထင်တင့်ဖြစ်ထွန်းမယ်လို့သိရပါတယ်။ဒါ့အပြင် မြို့ဝကျွန်းမော်မုံတမကွေမွန်တနင်းသာရီကံရံတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနာယီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်မှာ6ပေကနေ9ပေအထိရှိနိုင်တယ်လို့မိုးစလကအတည်ပြုထားပါတယ်။